2008ခုနှစ်မတ်လ20ရက်နေ့မနက်ပိုင်းမှာအမေရိကန်နိုင်ငံလော့အန်ဂျလိမြို့တော်ထဲမှာဖြစ်ပွားခဲ့တာပါအမေရိကန်နိုင်ငံလော့အန်ဂျလိမြို့တော်ထဲမှာရှိတဲ့ United California ဘဏ်ရဲ့ငွေသူလောင်ကမ်းအတွင်းမှာလူအုပ်စုတစုကတတိမယူမိအောင်ဖုံးကွယ်ထားပြီးတော့ဘဏ်အတွင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်သူတို့ကငွေချိုခန်းကိုဖောက်ပြဖို့အတွက်အချိန်တော်ကြာစီစဉ်ထားခဲ့သူတွေပါဒီအဖြစ်အပျက်ကိုနောက်ပိုင်းမှာ American Greatest Best Bay လို့ခေါ်တဲ့တမိုင်းထဲမှာမှတ်သားထားကြတာပဲဖြစ်ပါတယ် ဒီလူအုပ်စုကိုဦးဆောင်သူကတော့အာမီဒင်စီယိုဆိုတဲ့ဘိုးသူရနဲ့ပြည်စုံပြီးစဉ်စားတွေးခေါ်တတ်တဲ့ညာရင်ရှိသူတဦးပဲဖြစ်ပါတယ်။သူ့အဖွဲ့ထဲမှာမိသားစုဝင်အဖွဲ့ဝင်အပါဝင်6ဦးရှိပြီးတော့ဘိုးသူရတီထွန်မှုတွေအပြည့်နဲ့ဗန်ဖောက်မဲ့အစည်းအဝေးကိုတေချာတိကျစွာစီစဉ်ထားခဲ့ပါတယ်။ဒုရုအဖွဲ့ဟာအလौစတင်ကနီးမှာတန်လိုက်စနစ်တွေတကားဖောက်ပစ္စည်းတွေကိုစိတ်ကြိုက်ပြင်ဆင်ထားခဲ့ပြီးအဖို့တန်ဖောက်ခွေရေးပစ္စည်းတွေကို ကြီးမားတဲ့ဗန်ဖောက်မှုအတွေ့တုံးဆွဲခဲ့ကြပါတယ်။အာမီဒီစင်ယိုဟာဗန်ဖောက်သူတူဖြစ်ပေမဲ့သူ့ရဲ့နီလန်းတွေကတော့ကျွမ်းကျင်စစ်သားတူလို့စနစ်တကျနဲ့ပြုလုပ်ထားခဲ့တာပါ။သူတို့ဟာအပတ်အနှစ်ပေါင်းများစွာဗန်အတွင်းပစ္စည်းစနစ်လဲပတ်မှုတွေကိုလိမ့်လာခဲ့ပြီးတော့အနီးအနားရှိလုံခြုံရေးစက္ကရိယာတွေမီဂျစ်အနေနဲ့ညအချိန်တွေကိုပါထိတ်တိုက်စစ်ဆေးခဲ့ကြတာပါ။အနည်းဆုံးနှစ်ရက်ကြာပြီးရဲ့နောက်မှာတော့သူတို့အဖွဲ့ဟာတန်ဖောင်းနေရန်တွေကို အကောင်းဆုံးတံမဏိဆက်ဖြင့်တူဖော်ပြီးတော့ငွေတူလောင်ကမ်းတွေကိုဝင်ရောက်ခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့ကိုရောက်လာတဲ့အချိန်မှာတော့ဗန်းအဖွဲ့ဝင်တွေဟာအံ့အားတင်သွားခဲ့ပါတယ်။ငွေတူလောင်ကမ်းဟာလုံးဝပျက်စီးသွားပြီးဗန်းထဲမှာရှိတဲ့ငွေတွေအကုန်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့ခိုးယူခဲ့တဲ့ငွေအရေအတွက်ဟာ19ဒေါ်လာတန်းခံရှိပြီးတံပိုးကြီးရဲ့ငွေငွေစကြုပ်တွေနဲ့ရွှေကြုပ်တွေအများအပြားလဲပါဝင်နေခဲ့ပါတယ်။ဒီလောက်ထိကြီးမားတဲ့ဗန်းဖောက်မှုဟာအမေရိကန်ဖန်သမိုင်းမှာမရှိခဲ့ဘူးပါဘူး။ တန်ဖောင်းမှုသတင်းကြီးပေါ်လာတဲ့အခါမှာတော့ FBI ကအများဆုံးတပ်တွေရှာဖွေမှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။တို့တို့ဟာငွေဒေါ်လောင်ကမ်းပေါ်မှာရှိတဲ့တန်ဖိုးနဲ့ငယ်မှလက်အုပ်တစိုက်တွေကိုစစ်ဆေးခဲ့ကြပြီးတော့မယားခင်ချိန်တွင်းမှာပဲအာမင်ဒီစီယိုနဲ့သူ့အဖွဲ့ကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့တို့တို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးနောက်ပိုင်းမှာအမေရိကန်တရားရုံးကတန်ဖောင်းမှုပြုလုပ်တဲ့အပြစ်သားတွေဦးချင်းစီကိုအနည်း20မှအနည်း30အထိထောင်ထံကြားမှတ်ခဲ့ပါတယ်။ ပြည်သားတူချင်းစီကတော့တို့တို့လုတ်ခဲ့တာကိုတမရအဖွဲ့ဝင်တွေရဲ့ငွေရုံမှုနဲ့ပတ်သက်တဲ့အတင်းကျပ်ဖြစ်ကြောင်းမျှဝေခဲ့ကြတော့လဲစစ်မှန်တာကိုတက်သေးပြနိုင်ခြင်းမရှိခဲ့ပါဘူးဒီပြည်ကတော့အမေရိကန်သမိုင်းထဲမှာတရက်ထက်ခိုးယူနိုင်ခဲ့တဲ့ငွေပြောင်းဆုံးမှုအများဆုံးဗန်ဖောင်းမှုတစ်ခုအဖြစ်မှတ်တမ်းတင်ထားတာပါအဖက် VI အဖွဲ့ရဲ့စုံထောက်တွေတောင်းတို့တို့ရဲ့စနစ်တကျအတွေ့အခေါ်ကိုလက်ခံသဘောတူညီခဲ့ကြပါတယ်တို့တို့ရဲ့လှုပ်ရှားမှုတစ်ခုစီမှာ TOE တစ်ခု အစီအစဉ်တစ်ခုနဲ့လှုပ်ဆောင်ခဲ့တာပါ။နောက်ပိုင်းအာမီဒီစီယိုဟာထောင်ကပြန်လွတ်လာတဲ့အခါမှာတော့မိနဲ့အနေငယ်အတွက်တရင်တွေထဲမှာပြန်ပေါ်လာခဲ့ပါတယ်။သူပြောခဲ့တဲ့တစ်ခုကတော့သူတို့လောက်ရဟာမှားတယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့သူတို့ဟာအကြံစီတစ်ခုနဲ့လှုပ်ဆောင်ခဲ့တာပါလို့ဖြေခဲ့ပါတယ်။အဲ့ဒီအကြံစီကလည်းဗန်တွေကလူတွေကိုခြေမုံးပြချင်လို့ဖြေကြခဲ့ပါတယ်။အာမီဒီစီယိုဟာလုံးတနာလုံးလိုက်တာပဲလို့လည်းပြောခဲ့ပါသေးတယ်။ဒီလိုနဲ့အာမီဒီစီယိုနဲ့သူ့အဖွဲ့ဟာ ဝေသိန်းချီဖောက်ယူခဲ့တဲ့အမေရိကန်ဗန်ဖောက်မှုတစ်ခုအနေနဲ့တမိုင်းထဲမှာစာမျက်နှာတစ်ခုကျန်နေခဲ့ပါတယ်။ဗန်ဖောက်သူတွေဟာရှင်းတမ်းမှုတစ်ခုဖန်တီးခဲ့ပေမဲ့တကယ်အောင်မြင်သူတွေကတော့တရားဥပဒေကိုလိုက်နာနိုင်သူတွေပဲဖြစ်ပါတယ်။